လင်ရှိမရနဲ့မရရှိခင်နဲ့တရားဝင်ဘယ်ဘက်ကမှကွာရှင်းပြတ်ဆဲထားခြင်းရှိပဲနဲ့အဲ့ဒီဒါကတော့ဖောက်ပြန်တဲ့အထင်းပါဘောเนาะတကယ်ကိုအောက်တန်းအကြဆုံးနဲ့ရုံမှဆုံးဆိုပြီးတော့ဒီမကပြောရတာဖြစ်ပါတယ်ခင်ဗျာဒီမပြောတဲ့စကားကိုမှန်လားမမှန်လားဆိုတော့ကျွန်တော်တို့အတူတူနားထောင်ကြည့်အောင်ခင်ဗျာညဦးဖောက်ပြန်တဲ့ဖောက်ပြန်မှုမျိုးဟာတကယ်အရင်ရုံဘုကောင်းတယ် ိုကလည်းလင်ရှိတဲ့မယားကလည်းကို့မှာလင်ကြီးငုတ်တုတ်ရှိတာနဲ့သူများလင်ကြီးကိုကြောင်တောင်လိုက်ခြင်းတော့ရခြင်းလိုခြင်းတဲ့အခါကျတော့ကို့လင်ကိုပြန်ပြီးတော့လှန်နဲ့ထိုးတာကို့လင်ကိုနီလန်ပေါင်းစုံနဲ့အောက်တန်းကြတဲ့နီလန်ပေါင်းစုံနဲ့ရုပ်မာနီပေါင်းစုံနဲ့ကလင်ကချင်းနီပေါင်းစုံနဲ့လင်ကြီးကိုမရရအောင်ပွဲတာသူများလင်ကိုလိုခြင်းတော့ယောက်ျားလုပ်တဲ့သူက နောက်ဆုံးမိအဆင့်ပြောမယ်ကွာအိမ်သာချင်းတူပြီးမှကျွေးခဲ့ရကြဖြစ်နေစေဘလောက်ပဲလွင့်ဝတ်တရားတဲ့ချင်းချင်းချင်းကအာဒီကောင်မမငြိမ်ဘူးဒီကောင်မကိုငါလက်လွတ်ချလိုက်လို့ရှိရင်အလကားနေနဲ့မသမီလေးတွေနော်ဒုက္ခဖြစ်သွားတော့မှဆိုပြီးမှယောက်ျားလုပ်တဲ့သူကကဲတင်ထားတာရေးစေးပြီးတော့အချိန်ချင်းပြန်ပြီးတော့ပေါင်းနေအေးကြိုကြည့်ရဲ့ကြောက်စရာနော် ဒီမှပြောတော့တကယ်ကိုလည်းထိရောက်ပါတယ်ဒါကုနော်ကုအောင်တော့တော်တော်လေးကိုအာဖောက်ပြန်တဲ့သူတွေကများနေတဲ့ခါကျတော့တကယ်ကိုလည်းကောင်းပါတယ်ခင်ဗျာပြောတာလေးနော်အကြောင်းတရားလေးထပ်ပြီးမှတန်ဖိုးရှိလို့ပေါင်းရမှာမဟုတ်ဘူးတားမျက်နှာတမိမျက်နှာဒါပေမဲ့မရအောင်ခင်မနေနဲ့မိမငိမ့်ကုမငိမ့်တာကြောက်စီရပြမရပြောချင်ရည်ဒီလိုပြောတဲ့မရမမျက်ပေါ်ပါတယ်ခင်ဗျာဒီလားအဲ့လိုပဲ မရရှိတဲ့နေမှာလဲကိုအသက်အရွယ်ကိုတိတ်ခါကိုရဲ့အဆင့်တန်းကိုရဲ့အနေထားကိုရဲ့ယာရုကိုရဲ့ဂုံတိတ်ခါထူထပ်လက်ရှိမိသားစုရဲ့တာမယားတွေရဲ့မျက်နှာအရွယ်ရောက်နေတဲ့တာသမီးတွေရဲ့မျက်နှာမထောက်တာမျိုးရွှေအတိုင်းဝိုင်းရဲ့ဂုံတိတ်ခါတစ်ချက်ကလေးပြန်ဆောင်ပြီးတော့မကြည့်ဘူးသူများမယားကိုကြာခိုးခြင်းတော့ ူများမယားကိုကြာကူလီလှုပ်ချင်တဲ့အခါကျတော့အဲ့ဒီမိန်းမနဲ့အဲ့ယောက်ျားနဲ့ကပူပေါင်းပြီးမှလက်ရှိရင်ကြီးတွေမရဲကြီးတွေအောက်တန်းကြတဲ့နီလန်ပေါင်းတို့တုံးပြီးမှမရရအောင်ကွဲကြတာတကယ်ကိုလည်းတော့ကြောက်ဖို့ကောင်းတဲ့လောကကြီးပဲခမရကတကယ်ကိုအခုမှသေးပြောနေတဲ့အဖြစ်တစ်နှစ်ကလေးနဲ့နားထောင်နေတဲ့သူတွေတွေမှာ ဒါကြုံရတယ်ဆိုလို့ရှိရင်ဒီမတဲ့တခုပြောချင်တယ်လွတ်ပေးလာလွတ်ချပေးလာတိလာအဲ့ဒီလိုလူမျိုးတွေဟာလေယခုလက်ရှိဘဝမှာလည်းမကောင်းနောက်တန်တရားမှာလည်းမကောင်းဒါဒီမှာတော့ဖောက်ပြန်တဲ့သူတွေကိုပြောဆိုသွားတာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကိုလည်းကောင်းပါတယ်အဲကိုချစ်လို့ယူထားတဲ့ကြောက်ကြံမိမပေါ်မှာတစ္ဆန်စီပါစေအဲဒီနေ့ကိုလည်းလေးစားထိုက်ပါတယ်ခင်ဗျာ ဒီအားလုံးကျွန်တော်ဗီဒီယိုကြည့်စုပြီးတော့ကျေးဇူးတင်ပါတယ်